အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ Trend မြန်မာဆိုတဲ့ခေါင်းဆောင်ကနေပြီးတော့ကျွန်တော်မြန်မာနိုင်ငံအတွင်းသွားလာရောက်ရှိတဲ့နေရာတွေရဲ့အကြောင်းကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်အခုကတော့ဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကကျွန်တော်တို့သွားတဲ့ရောက်တဲ့နေရာဒေသမှာတွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ်အခုကတော့ဒါကဒီနေရာဒီရှမ်းတောင်မှာတွေ့ရတဲ့မြင်ကွင်းလေးတွေကိုပြန်လည်မျှဝေပြီးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီစီစဉ်ကတော့အဓိကအဖြစ်တော့ဒီဘက်ရှမ်းတောင်နဲ့ ရှမ်းပြည်တောင်ပိုင်းဒေသရဲ့နေရာဒီမှာတွေ့ရလည်ရှိတဲ့အာတဘာဝအပဝန်းကျင်အပင်အတင်းတန်မြင်ကွင်းစတာတွေကိုစူးစီးပြဝေသွားမယ့်အစီအစဉ်ပဲဖြစ်ပါလေဗျာဒီမြင်ကွင်းလေးကတော့ ရွှေညောင်ကနေညောင်ရွှေကိုအသွားဘယ်ဘက်ချမ်းမှရှိရဲ့ဆိုင်လေးတွေထဲမှာတွေ့ရတဲ့မြင်ကွင်းတစ်ခုဖြစ်ပါလေ။ တပြေဘူတပန်လို့ခေါ်တဲ့နှစ်လိုပဲအစင်းရှိတဲ့ပန်းပင်လေးတွေမြင်ကွင်းဖြစ်ပါတယ်။သူကတပင်ချင်းထက်စားလို့ရှိရင်တော့အခုလိုမျိုး အတန်းလိုက်တွေ့ရတဲ့မြင်ကွင်းတွေကပုံပြီးတော့ဆွဲဆောင်မှုရှိတယ်လို့ပြောမှာဖြစ်ပါတယ်။အဲညမာလို့အခေါ်မှာတော့တပြေဘူတပန်တပြေဘူတပန်လို့လည်းခေါ်ကြပါတယ်။အဲအင်္ဂလိပ်လိုမှာတော့တွေ့ရတာက silver trumpet tree Caribbean Trumpet Tree Tree of Gold လို့ခေါ်ကြတာမျိုးတွေ့ရပါတယ်မူလမျိုးရင်းဒေတာကတော့တောင်မေရိကတိုက်ဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံထဲမှာကတော့အခုနောက်ပိုင်းအာဒီအဖြစ်နေကိုမြ мян ဆဆနဲ့လှလှပပတွေ့ရလေးရှိတာကမန္တလေးရယ်အာနေပြည်တော်ရယ်ပြီးရင်မိထီလာရယ်ဆိုတော့အဲ့ဘက်ဒေတာတွေမှာတော့ အတော်လေးလလပပတွေ့ရပါတယ်။သူကမိုးခေါင်တန်းကိုခန္ဓာရည်အားကောင်းတဲ့အပင်မျိုးလည်းဖြစ်ပါတယ်။အယောင်ကတော့အဝါယောင်များပြားတွေ့ရပြီးတော့ပန်းယောင်အဖြူယောင်ပန်းခရမ်းယောင်တွေရှိတယ်လို့သိရပါတယ်။အပင်ကတော့သူက15ပင်ကနေပေ30လောက်အထိရှိပါတယ်။ရုခဗေဒမျိုးရင်းရတော့ဖက်တန်းစိန်ပန်းပြားကြောင်ရှာတို့နဲ့မျိုးရင်းတူတယ်လို့သိရပါတယ်ဗျ။ပြီးတော့သူ့မှာမှုေးပြက်တဲ့ရနံ့လေးလည်းရှိတယ်။ ါကတော့အောက်မှာကျွေးနေတဲ့ဖွင့်ဘက်လေးတွေကိုကြည့်ရင်သိပြီတောင်ကြီးမြို့ရဲ့ကလုံးမြို့ရဲ့ပြင်းဦးလွင်မြို့ရဲ့တင်ဂီတာတွေထဲမှာတစ်ခုအပါဝင်ဖြစ်တဲ့စိန်ပန်းပြာပင်ဖြစ်ပါတယ်လူရသည်နဲ့စိန်ပန်းပြာကသူကလိုက်ဖက်တဲ့အလှတစ်ခုဖြစ်ပါတယ်တစ်ခုပဲရှိရယ်အာစိန်ပန်းပြာကိုမှတ်တမ်းတင်ရတဲ့အခါမှာတော့သူကကောင်းငင်ရဲ့အပြာရောင်နောက်ခံပေါ်မှာဒီစိန်ပန်းပြာကိုအာ ြည်ပြင်အောင်မှတ်တမ်းတင်ရတော့လည်းနည်းလေးကျွန်တော်တို့အဖို့ပေါ့ကျွန်တော်တို့အဖို့တော့အခက်အခဲနေနေရှိပါတယ်။သူကစိန်ပန်းပြလို့ခေါ်ပေမဲ့လေဘာဖြစ်လို့စိန်ပန်းပြလို့ခေါ်လဲဆိုတော့တိတ်နာမလဲဘူး။ဘာကြောင့်လဲဆိုတော့သူကစိန်ပန်းပင်နဲ့အပွင့်လည်းမတူအပွင့်ပုံစံလည်းမတူအရွက်ပုံစံလည်းမတူ။ Okay ။တခါတလေချလို့ရှိရင်ဒီအဲ ိုရီးယားမှာတော့တောင်တက်ကြတဲ့ဒလီကသူတို့မြို့ရက်ရွာတွေနာအနီးမှာတောင်ကုန်းတွေတောင်တန်းငယ်တွေရှိကြတဲ့အခါကျတော့အဲတောင်တက်ကြတဲ့ဒလီကရှိတယ်ပေါ့သို့တော်လည်းသူတို့ဘက်ကတော့အေးမြတဲ့ဒေသဖြစ်တဲ့အခါကျတော့ဒါကပို့ပြီးတော့တက်လို့တက်တောင်တက်တာရှိရပေါ့ဒီဘက်မှာတော့အပူပိုင်းဒေသဆန်ဆန်နေရအချို့ရှိတဲ့ခါကျတော့အခုဒီလိုຢာတိဥမျိုးနှွေຢာတိမျိုးဆိုတော့ပိုဆိုးတာပေါ့ဆိုတော့တောင်ကုန်းငယ်လေးတွေအခုဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ကလောနာမှာရှိတဲ့တောင်ကုန်းလေးတစ်ခု ဒီနေရာလေးကတိတ်မြင့်မဟုတ်ဘူးတက်လို့ကောင်းတယ်ဒါပေမဲ့အခုလို့ຫນွေရောက်ပြီဆိုလို့ရှိရင်သူကအဲဘာဖြစ်လဲဆိုတော့တော်မီကသူကသူအလိုလိုလောင်လို့ဖြစ်စေဒါမှမဟုတ်လူတွေရဲ့ပြောကားကြောင့်ဖြစ်ပါစေအဲ့လိုမျိုးလောင်တာပြုတာအနေနဲ့များရှိတတ်တယ်ဆိုတော့အခုပြီးခဲ့တဲ့ရက်ကမိုးလီတပြက်နှစ်ပြက်ကျထားတဲ့အခါကျတော့အချို့မြေကြီးတွေကပင်ငယ်လေးတွေဒါထိုးထွက်လာတဲ့အမြင်တွေပေါ့ပြိုနီယာလေးတွေကချင်းကတန်လေးတွေနားဆင်မယ်ဒီခုနမိချိုးနေတဲ့ ရနဲ့လေးတွေရဲ့တောတောင်ရဲ့အချားရနဲ့လေးရဲ့ပြီးသွားရင်အေးမြတဲ့လေပြည်ရဲ့ပေါင်းဆက်လိုက်လို့ရှိရင်တော့အပူဒဏ်ကတအားကြီးတိတိတတ်တာမရှိလာဘူးတိုးတော့မြင်ကွင်းကတော့တကယ်ကိုပဲຫນွေဆန်တဲ့မြင်ကွင်းနေပဲဟိုဘက်မှာတောင်တန်းလေးရှိနေတယ် ဒီနေရာလေးတွေကြတော့မြေပြက်လိုမျိုးလေးဖြစ်နေတော့သူကအပင်စိမ့်နေနေငယ်ရှိတယ်တကယ်တော်တဲ့တောင်နဲ့သွားလာနေထိုင်ရတဲ့အာစိတ်ငြင်းချမ်းမှုကဘာနဲ့မှတော့နိုင်မရဘူးပေါ့တခုတော့ရှိတာပေါ့ဟိုဘာသာတရားရဲ့အဆုံးအမနဲ့နေရင်တော့လေပူပြီးအေးချမ်းတာပေါ့တာမန်အဖြစ်တော့ဒါကျွန်တော်တို့တာမန်အမြင်မှာတော့ဒီလိုနေရာလေးတွေကလည်းသူကသူထိုက်တဲ့နဲ့ငြင်းအင်းမှုတော့ရတာပေါ့ဒီလိုနေရာမှာကုသကောင်းမှုပြုရင်တော့လေပူပြီးတော့စိတ်တည်ငြိမ်အေးချမ်းတာပေါ့ ဒါဒီလိုနေရာလေးကိုကိုယ့်ကိုစားစရာတောက်စရာလေးထည့်လာအဲနားထောင်စရာလေးယူလာပြီးသွားလို့ရှိရင်ခုနလူကိုသွားချင်ရင်သွားပြီးရင်အခင်လေးနဲ့ကိုယ့်ကိုအေးဆေးတက်တောင့်တက်တာအနားယူရင်စားတောက်ပန်းဖြေအာပြည်ပြုံးလေတတော်အဆင်ပြေရပေါ့နေကတိမ်အုပ်နေတော့အပူကလည်းနည်းနည်းလေးညော့နေ ကလောရဲ့ပန်းအောင်ရှင်ဖြစ်တဲ့အတွက်သူကဟိုနောက်ဆုံးနေထွက်လာရင်တော့မှပဲအပူချိန်ကတအားကြီးပြင်းထန်တဲ့အပူချိန်မျိုးတော့မဟုတ်ဘာဝိုင်းအရာတောင်စားတုံးခြင်း ညို့နေတယ်ဆိုတော့တောင်တန်းတွေကဒီမြင်ခွင့်မယ်။ Okay ဒီလိုမျိုးရွာလေးတွေမှာကဒီဘက်ဒီဘက်အချို့နေရာလေးတွေကတော့သူကရေကနေရာတွေရောက်လို့ရှိရင်နည်းနည်းလေးရှားတယ်လို့ပြောအောင်ပါဘို့အဲ့လိုချိန်မျိုးဆိုလို့ရှိရင်တော့ခုနက ရေကန်ကဒါဟာတရွာလုံးသုံးပြရတဲ့ရေကန်ပေါ့ရေချိုးမယ်အဝတ်လျှော်မယ်။ဘာညာအားလုံးကဒီရွာထိပ်ကိုပဲအခုဒါဆိုရင်ဒါရေချိုးအဝတ်လျှော်ပြီးတော့ပြန်ရတဲ့သူတွေပြီးတော့ဒါအာအခုလိုဒီရာဒီမှာစိုက်ပျိုးရေးအတွက်စာပြီးတော့ပြင်ရတာပေါ့တောင်ညာကူသွားတဲ့မြင်ကွင်းလေးတွေကလည်းဒီဘက်ဒေသရဲ့ဆွတ်ဆောင်မှုတစ်ခုပဲ။ ွဲမှာရှိနေတဲ့အင်္ဂလိပ်တွေရဲ့မူကွဲတဲ့ပုံစံလေးလက်ပတ်မင်းတွေရဲ့အလောက်ပူငင်ဒီလိုပဲတွိုင်းလာရင်တဲ့တပင်းလေးအောင်မှာညောင်ပိင်းနေပင်လေးအောင်မှာဝင်ပြီးအားယူကြတယ်ဒီဘက်ဒေတာမှာတော့ညောင်ပိင်းနေပင်ကတကယ်ကိုအရေးအဝါသာကောင်းတဲ့အပြင်မျိုးဒါကပင်တရား အခုဒီဟာမျိုးကြတော့ဒါကျွန်တော်တို့သွိုင်းလိုင်းနဲ့အာအဲ့ဒီလေးကိုရွာလေးတွေရှိတယ်ရွာလေးမှာဆိုင်လေးတွေရှိတယ်အဲ့ဆိုင်မှာထိုင်ပြီးတော့အေးအေးလေးပါလေးရတယ်ဗျာရတဲ့အခါကျတော့ပူတဲ့ချိန်ကျတော့တစ်ခါလေးတွေပဲဝင်တောက်လို့ရတယ်ဒါသူတို့ရှိရရီရီဟောပါဘောကြောက်ကြီးစီပိုင်းဒီမှာခင်းကျင်းထားတာတော့ဒီလိုပုံစံပဲဒီလိုပုံစံပဲဆိုတော့ဟိုဘက်မှာကကားလမ်းမရှိတယ်ကားလမ်းမရှိတဲ့အခါကျတော့သူတို့ဖုံဝင်မှာဆိုတော့ဟိုဘက်ကိုပိတ်ထားပြီးတော့ဒီဘက်လေးပဲခင်းတာကျင်းတာတော့ကိုယ်ရွက်ရွာလူတွေပဲလာကြဝယ်ကြဆိုတော့ဒီလိုပဲကောကူကူလိုတာဝင်းယူ ဲ့လိုပုံစံမျိုးပဲလွတ်လပ်ရှေ့မှာတန်ရာလေးချပေးထားတယ်ဘလက်ကလာတိုင်းရှိတယ်။ Okay ဒီဆိုင်တွေကတော့ဒါကျွန်တော်တို့အဲဆောင်းအကုန်ຫນွေရခု solution ရဲ့ဒါဒီဆိုင်တန်းနေပေါ်လာပြီ။အဟိုးညုံကတော့သူကဆိုင်တွေကတော့သူနေရာအနှံ့ရှိကြပြီမြဲအခုနောက်ပိုင်းကတော့သူကပြည်တော်စုလမ်းမကြီးရဲ့တောင်လေးလုံးနဲ့အောက်ကတော်တော်သေးလား ဒါအေးပါ။ကျွန်တော်စတောင်းထားရမယ်ရှင်။ကျွန်တော်လည်းတောင်းလေးလုံးနဲ့ရွှေညောင်ဆက်မှာ။ဟာ။ဒါကကြတော့ကလည်းညနေပဲကျွန်တော်တို့သွားရင်းလာရင်လည်းဆိုလို့ရှိရင်ဒီလိုမြင်ကွင်းမျိုးတွေတွေ့ရလေးရှိတယ်။ကို channel ကဒီလိုအမှိုက်တွေရှင်းလင်းတာပဲဖြစ်ပါစေ။ နောက်ရေကဒီဒါဆိုလည်းဒီတိုင်းပဲဒီမှာကဒါဟောပါလေနောက်ထပ်အာရေကန်ဒါနောက်တီပါပေါ့နောက်တီပါဆိုလည်းတို့မှဒီလိုရေကန်လေးတခုရှိတယ်ဒါຫນွေကာလာတစ်ချောင်းလုံးကတော့ဒီရေကန်ကိုပဲဒါချူချူချင်ချင်တုံးကြတာပေါ့တို့ကြည့်ဒါဆိုရင်ဒါအာရေသိမ်းရှင်းလင်းထားပြီးသားဖြစ်နေတဲ့လေခွင်းနေပေါ့အာရာခွင်းနေပေါ့တို့ကြည့်ဟိုအပင်လေးတွေကလေအဲ့ဒါပင်စိမ်းပင်နေအခုနောက်ဒါအခုနောက်ရေကန်အဲ့ရွာလေးရဲ့ ါကကြတော့အောင်ပန်းကနေပြီးတော့ပင်တရားဘက်ကိုသွားလူနေရာဒီဆိုလို့ရှိရင်ဒီလိုမျိုးကွင်းမြင်နေရဒီလိုမျိုးတအားလုံးရှင်းနေထားတဲ့ခါကြတော့လေအခုလိုမျိုးမြင်ရတယ်ခီးတော့လည်းတို့ကဒီလိုမျိုးပဲဗျလောလတ်တချင်းနေပါလေဆိုပြီးသွားကြတာပဲအဲ့ဒါဒါစီဟိုဟာဖြစ်ကြတဲ့အဖွဲလားဘယ်လိုလဲမသိဘူးအဲ့မှာအခုဒီလမ်းကတော့ပြည်တော်စုလမ်းမကြီး ပြောင်းလဲမှရဲ့ကျွန်တော်တို့အမြဲတမ်းပြောလို့ရှိတဲ့ Dream Street အဲ့နေရာလေးဒီမှာဒီထိတ်ကနေဝင်သွားပြီအခုလိုအချိန်ကြတော့နှွေရာသီဖြစ်တဲ့အတွက်ဒါနှွေမြင်ကွင်းပေါ့သူကဒီလိုမျိုးမြင်ရတယ်နှွေမြင်ကွင်းဆိုတော့ဘယ်ညာကလက်ပတ်ပင်နေကြီးပဲဒီမတိုင်ကြီးဆိုသူကရဲနေတာပေါ့အဲ့လက်ပတ်ပွင့်နေတဲ့ ဟိုကျွန်တော်တို့ဒါကလေတခါလေကြတော့ဗာပဲပြောပြော data တစ်ခုနဲ့တစ်ခုနဲ့ဟာရာသီဥတု data တစ်ခုထဲမှာတော့မှာရာသီဥတုမတူလို့ရှိရင်မြင်ကွင်းနေရာမတူဘူးပေါ့အဲအဲ့လိုပဲဥပမာဖြင့်အညာရဲ့ຫນွေနဲ့ညမကျွန်းမော်ရဲ့ຫນွေနဲ့တောင်တန်း data ရဲ့ຫນွေနဲ့ကလည်းပုံစံမတူဘူးပေါ့ဆိုတော့အဲ့လိုလေးတွေကိုဒါဗာပဲပြောပြောဟိုတခုတခါဒါကကြတော့လေလေပက်ပြီးကြည့်စီရမျိုးမဟုတ်ပါမဲ့သူ့တဘာဝကိုရင်ကြည့်ရတာဆိုတော့လေအဲ့လိုမျိုးလေးညဝေးတာပါအဲဒါဆိုလို့ရှိရင်ညနေဆောင်လေးဆိုညနေဆောင်တော့မနေ့ဆောဆိုဒီလိုကိစ္စမျိုးရှိတတ်တယ်ဗျသူကအဲ့ဒီ ရွာတွေကအကုန်လုံးစုပြီးတော့ညွားတွေကြောင်းလာလေ။ကြောင်းတော့ဒီပြည်သူလမ်းမကြီးပေါ်မှာအဲ့လိုဖျက်တန်းတော့ရှိတတ်တယ်။ဒါကလေးကြောင်းလို့ရှိရင်အဲပြည်သူလမ်းမကြီးတွေမဟုတ်ကျွန်တော်တို့လမ်းကားလမ်းမတိုင်းလိုလိုမှာအဲ့ဟာမျိုးရှိတတ်တယ်။အဲ့ဒါလေးတော့ထိထားရတယ်ဗျ။ပြီးတော့ဒါတရားဝဲတွေပဲရှိရင်အဲ့ဒီပဲရွာလေးတွေကညနေဆောင်ဆိုဒီလိုပဲသွားကြတာပဲ။ Okay ဒါကတော့ຫນွေစည်းစာပေါ့။စည်းစာဆိုတာနေ့တနေ့ရဲ့အဆုံးပဲညတညရဲ့အစပေါ့ โอเคကျွန်တော်တို့ဒီမျှဝေခြင်းကဒီမျှပဲဖြစ်ပါတယ်ဗျအခုလူကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်